ဇန်ဝင်လာတာကတော့အဓိကတော့ကျွန်တော်ကြောင့်မဟုတ်ဘူး။ဒါတော့ထုတ်လို့ပြန်ရွေးချယ်မှုပဲ။ထုတ်လို့ရွေးချယ်မှုရဇန်ဝင်လာတယ်ပေါ့နော်။ဇန်လာကြီးကျွန်တော်ကြီးရောက်လာတဲ့အချိန်မှာကျွန်တော်ကြည့်လိုက်တော့ size ဆံမကြီးကကျွန်တော်ပြောတာ။မချိုးအားတဲ့အားဖြူဖြူလေးနဲ့အပြစ်ကင်းတဲ့အနုဆန်လေးဖြစ်ချင်တယ်ပေါ့နော်။အဲ့တော့ဒီမနေ့ကြည့်လိုက်တော့ဇက်ကောင်ရဲ့ကာရီတာနဲ့ဇက်ကောင်ရဲ့ချက်ချာတော့ရှိရှင်းနေတယ်ဒီကလေးကကျွန်တော်ဇက်ကောင်မကြိုးဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတော့ကျွန်တော်ဒီနှစ်ပတ်လုံးလုံးတူတူဆောင်မွက်ဆက်ရအောင်ပေါ့နော်ဒါပေမဲ့ဆိုပြီးစူးစမ်းတဲ့အချိန်မှာ ဝတ္ထုကတော်တော်ဆက်ခဲ့ပါဒီဝတ္ထုရဖို့ကျွန်တော်6လလောက်ကြိုးစားတယ်ဘယ်မှဆံမကြီးစီရရအောင်ဒီဟာကျွန်တော်ရဲ့ပထမဆုံးဇလန်တွဲပေါ့နော်ဒီဇလန်တွဲကိုဇလန်တွဲလေးနမရမချိုးဘယ်လိုပြောရပါမချိုးဘယ်လိုပြောရပါဆိုတော့ကျွန်တော်ပြထားနေတယ်မဟုတ်ပါဘူးဆိုင်းဆက်မှာခဏချိုးပြထားရတယ်လေနော်ဒီဝိထုလေးကိုကျွန်တော်ဟိုးလူပြောပွားရရန်ဆိုင်တယ်ပေါ့နော် ကျွန်တော်ဒိုက်တာပြင်လဲရိုက်ချင်တယ်ဆိုတော့ဝတ္ထုတွေပါဒါပေမဲ့ရှင်းမှလဲရုပ်ရှင်တွေရိုက်ထားတာရှိတယ်ရှင်းမှရုပ်ရှင်တွေရိုက်ထားတာရှိနေဆိုတော့ရုပ်ရှင်တကားအနေနဲ့ဖန်တီးမယ်ဆိုလို့ရှိတယ်ခရီးတာတယောက်အနေနဲ့ဆိုတော့သူ creation power ကိုပြဖို့ကြောက်တိတ်ထူးဆန်းမှုရှိတယ်နော်ရှင်းမှလဲရုပ်ရှင်တွေရိုက်ထားတယ်ကိုယ်ကလည်းရုပ်ရှင်ပြနေတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့တိတ်စင်ဖုံးမှုရှိတယ်အဲ့တော့ဇလန်တွေပထမဆုံးရိုက်ပဲဆိုတဲ့အချိန်မှာဩငါဒီအရလေးရွှေရှင်ရိုက်ချင်တာရိုက်လို့မရဘူးပေါ့နော်ဇလန်တွေဆိုတော့အဆင်ပြေမယ်ဆိုဒီပထုလေးထုတ်လိုက်ပါတယ် ဇလန်တွေဖြစ်လာတဲ့အချိန်မှာကျတော့ဘာတွေရွေးချယ်နေမတူလဲလို့မျိုးစရာရှိလာတယ်။ရွေးချယ်ရသဘောတရားတော့ကျွန်တော်တို့ at 1 at 2 at 3ဆိုပြီးတော့ဒီပေါ်မှာပဲကျွန်တော်တံမွေကစားပြီးတော့ကြားရတယ်နော်။ကျွန်တော်ဇလန်တွေတော့မတူဘူး။ဇလန်တွေဆိုဒီမကြိုးဘူးလို့ပြောပါဆိုတော့ဇလန်တွေကကျွန်တော် episode 16ခုရှိတယ်။ episode 16ခုမှာဆိုလို့ရှိရင်ကျွန်တော် episode တစ်ခုတိုင်းတစ်ခုတိုင်းဟာတိတက်ကဒီ episode 1ကိုကြည့်လိုက်တဲ့အချိန်မှာပဲ opening scene 1ကြည့်လိုက်တဲ့ဟိုကတိတက်စိတ်တေပေါ့ဒီဇက်ကိုစိတ်ဝင်စားသွားမယ်။စိတ်ဝင်စားနေစောက်ပြန်တာ ဒီကောင်အဲ့လိုပဲဇကားအလေပိုင်းမှာဆိုလို့ရှိရင်ဒီကောင်မှဒီ episode တစ်ခုလုံးမှာပါလာမယ်တွေးဆောင်ရအားလုံးကြောင့်လေးစားတယ်ဒါကျွန်တော်ပြောချင်တာလေးပါတယ်လို့ရှင်နဲ့မတူတော့ presentation အပရိဆိုတစ်ခုတိုင်းတစ်ခုတိုင်းဒီတက်တာကြည့်ကျင်တဲ့စိတ်ဖြစ်ရမယ်ကြီးနေတဲ့ချိန်မှာလည်းစိတ်ဝင်စားမှုရှိသလိုနောက်တစ်ပိုင်းကိုလည်းကြည့်ကျင်စိတ်ဖြစ်လာအောင်ကျွန်တော်ဆွဲခေါ်ရမယ်နော်အဲ့ဒီစိတ်ကောင်းမှုလေးကြောင့်ကျွန်တော်ဒီကားလေးကိုဇလံလေးဖြစ်ပေါ်မှာပါလိုက်ဖြစ်သွားတဲ့ချိန်မှာရိုက်မယ်ပေါ့နော်ရိုက်မယ်ဆိုပြီးစူးစမ်းတဲ့ချိန်မှာဝတ္ထုကတော်တော်ခက်ခဲပါတယ် ဒီလိုရဖို့ကျွန်တော်6လလောက်ကြိုးစားတယ်ဗောနောဆရာမကြီးဆရာရအောင်ပေါ့။နောက်ဆုံးဟိုဆရာဝင်းကြီးပေါ့နော်ဆရာဝင်းကြီးကတော့ကျွန်တော်အမြဲကူညီတာပါဆရာကိုယ်တိုင်နှစ်ကြိမ်လောက်ဆရာမကြီးကိုသွားပြီးကူညီတောင်းတော့မှဆရာမကြီးကကျွန်တော်လည်းခွင့်ပေးလိုက်တာပါ။အဲ့တော့ကျွန်တော်ဒီဝတ္ထုရဖို့ခက်ခဲသလိုကျွန်တော်အရင်တမှုထားတဲ့ဝတ္ထုတွေပါ။အဲ့တော့မွေးဆိုင်ဆရာကိုဒီစားတဲ့အနေနဲ့မွေးဝတ္ထုတွေကအကြောင်းအရာတွေကိုတတ်နိုင်စုံမတွေ့ဖက်နိုင်ဘူးပေါ့နော်။ခေကာလာနဲ့ညီအောင်ပြင်ဆင်ရတာရှိတယ်။ဇလန်တွေဖြစ်တဲ့အတွက်ဆွဆန့်ရတာရှိပေမဲ့ ဝင်ရုံတစ်ခုကိုမပြောက်ကောင်းအောင်ပေါ့ကျွန်တော်စူးစမ်းပြီးကြတော့မှာပါဟို size ဆရာမအောင်ဘယ်လောက်တန်ဖိုးထားလဲဆိုတော့ကျွန်တော်ဒီဝတ္ထုရဲ့နာမည်ပဲပြန်ပြောတယ်ဝတ္ထုကလည်းမချိုးဆိုတဲ့ကောင်မလေးတရားကောင်မလေးရဲ့မေဘွားလည်းရန်ဆိုဆိုတယ်ဆိုရပါတော့ရန်ဆိုခဲ့တယ်သူကလောကရန်ချမ်းတယ်အဲ့လိုပဲသူအပြိုဖြစ်လာတဲ့ချိန်မှာလောကရန်ပူချမ်းတယ်လောကရန်နေဘလို့ချမ်းချမ်း ဝိကင်ဆိုတဲ့စိတ်လေးဖြစ်လာတဲ့အချိန်မှာသူ့ရဲ့မှာကြုံတယ်။ချစ်စရာကောင်းတဲ့ဝိကင်ဆိုတဲ့အဲ့စိတ်လေးကြားရမှာသူ့မှာရွှေအောင်အိမ်မက်လေးတစ်ခုရှိတယ်။အဲ့ရွှေအောင်အိမ်မက်ကဒီစကားထဲမှာသူ့ရဲ့အနီးနားမှာရှိရဲ့နေရောက်ကောမင်းသားနေရောက်ကိုတားဆိုရဲ့သူ့အောင်ရဲ့ကိုကျော်ဆိုရဲ့ကိုညီတို့ခေါင်းရဲ့ဒီနှစ်ယောက်ကြားထဲမှာဒီရွှေအောင်အိမ်မက်ကဖြစ်လာနိုင်မလားဖြစ်လာနိုင်မလားဆိုတော့ငါချို့ကိုပြောရပါဘူး။ ာဘာမျိုးမထူရလဲတအားကောင်းတဲ့အခါကျလို့ရှင်ဒီဆောင်ကြတော့ဟိုးဒါလိုက်မဲ့သူတွေအရှာဘူးတော့အဲ့ထူးခြားချက်လေးအဲ့ဒါပေါ့နော်အာအဓိက main မချိုးဆိုတဲ့နေရာမှာအာခိုးဆောင်ပြီးဇန်နဲ့ဝင်လာတာပေါ့နော်ဇန်နဲ့ဝင်လာတာကတော့အဓိကတော့ကျွန်တော်ကြောင့်မဟုတ်ဘူးဒါတော့ထွက်လို့ပြရွေးချက်ပဲထွက်လို့ပြရွေးချက်မှုရဇန်နဲ့ဝင်လာတယ်ပေါ့နော်ဝင်လာပြီးကျွန်တော်ကြီးရောက်လာတဲ့အချိန်မှာကျွန်တော်ကြည့်လိုက်တော့ size ဆံမကြီးကကျွန်တော်ပြောတာမချိုးအားတဲ့ တားဖြူဖြူလေးနဲ့အပြစ်ကဲနဲ့အနုဆန်လေးဖြစ်ချင်ပါတယ်နော်အဲ့တော့ဒီမနေ့ကြည့်လိုက်တော့ဇက်ကောင်ရဲ့ကာရီတာနဲ့ဇက်ကောင်ရဲ့ဖစ်ချာတော့ရှိရှင်းနေတယ်။အဲဇက်ကောင်ရဲ့ဖစ်ချာရှိတိုင်းကျွန်တော်စကားလုံးဝမမြောက်ဘူး။ဒါကျွန်တော်ခံချက်။ဟိုလှတိုင်းမင်းသမီးဖြစ်တယ်ဆိုတော့ကျွန်တော်ကျွန်တော်တေးဥဆောင်ကောင်တယောက်မဟုတ်ဘူးမင်းသမီးဖြစ်တယ်ကျွန်တော်ကြိုက်တယ်နော်။ဒါဆိုကျွန်တော်တခွေပုံလိုက်ခံစားချက်ပါ။အဲ့တော့ဟိုပရိုဇာခေါ်လာတယ်ဆိုရင်လည်းကျွန်တော်လက်မခံနိုင်ပါဘူး။ ဒီကလေးကကျွန်တော်ဇက်ကောင်မကြိုးဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတော့ကျွန်တော်ဒီနှစ်ပတ်လုံးလို့သူ့ကိုစောင့်မဆရာပါဘောနော်စောင့်မဆရာရဲ့သူ့ကိုဒီ idea ကို blocking လုပ်ပေးရတယ် idea နဲ့ပတ်သက်မကြိုးဖြစ်အောင်ပြဆောင်မကြိုးဒီကားမှာသွားမယ်ကာရတာနဲ့ပြုဆောင်ချက်ဒီအားလုံးကိုကျွန်တော်နှစ်ပတ်တိတိကျွန်တော်မန်ဒူတလာထုံးနဲ့အတူတူသူ့ကိုလေ့ကျင့်ပေးထားပါတယ်လေ့ကျင့်ပေးတဲ့အချိန်မှာလေကျွန်တော်လည်းရှိတယ်ဘောနော်သူ့ကိုလေ့လာပါတယ်ဖြစ်နိုင်လားဖြစ်နိုင်လားဖြစ်နိုင်လားဆိုတော့မခံပါဘူးကျွန်တော်ကိုယ်တိုင်ကိုသူ့ အောင်လက်မှတ်ပြပေးတာပါလေသူရမ်းစူးစားတယ်သူဖြစ်နိုင်ပါတယ်နောက်တစ်ခုကသူ့ရဲ့အခွင့်အရေးသောစကားပေါ့နော်အဲစကားလေးကြောင့်လည်းကျွန်တော်သူ့လက်ခံလိုက်တာအဲစကားကတော့ဦးရဲ့တမိပြောင်းလုံးတယ်ပြောင်းလုံးမယ်ဆိုရယ်စိတ်ကြောင့်ပို့ချင်တာပါနော်အဲဒီတိုင်းပဲအခုဒီနေ့ထိပေါ့နော်ကျွန်တော်နေ့တိုင်းနေ့တိုင်းသူ့ထိုင်လုံးနေတယ်နေ့တိုင်းနေ့တိုင်းတွေ့ရမှုရှိတယ်လေအဲဆိုင်ဆိုင်ဆိုင်မှာနေရတယ်မကြိုးဖြစ်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်အားမလိုက်ပါဘူး ပြောပြပါဦးဆရာနဲ့ဆိုတာမဆုံတာလည်းကြာနေပြီเนาะဟုတ်တယ်ကြာပြီဆိုတော့ဒါအခုကိုဆရာရဲ့ဇာတ်လမ်းတွေ့မှာပမာကုန်ရတဲ့ဇာတ်လမ်းတွေမှာပါရမယ်ဆိုတော့ဘယ်လိုမျိုးဖြစ်သွားလဲအရင်ပြောတာဗောဒါဦးနဲ့ဆိုလို့ရှိရင်ကျွန်တော်ကအဲမဆမရရကျွန်တော်တို့ anniversary က15နှစ်လောက်ရှိတယ်။ဆရာဦးကမှတ်တာ15နှစ်ရှိပြီ။ငယ်တော့ဆိုလို့ရှိရင်ဒါဦးကကျွန်တော်အစ်စ်ဘဝကလေးကနေရာနေတက်လာတဲ့အချိန်ကလေးကဦးကဆွဲခေါ်ပြီးတော့မှဒါဒါ ကြောက်ကောင်းတပွင့်ရအောင်ဥတာပုံသွင်းခဲ့တာဒါဥသွေးခဲ့တဲ့အတွက်ကျွန်တော်နေရာလေးတနေရာရလာတယ်။ဆိုတော့ဥရုနဲ့လည်းဂျားထဲမှာတော့ကင်းကွာနေတာကြာပြီ။အခုပထမအဦးဆုံးအဲဥကဇလန်ရွဲရိုက်မယ်၊သားရည်ရိုက်မယ်ဆိုတော့ဥကလန္နာနဲ့ဥဖုံးစက်တာနဲ့ကိုအယမ်းပြော်သွားပြီ။ဘယ်နေရာလောက်ရမယ်၊ဘာရည်ညာရည်ဘာတစ်ခုမှကျွန်တော်တို့အရင်မကြည့်ဥမျက်နှာတစ်ခုတည်းနဲ့ကျွန်တော်ကအဲဦးနဲ့စုံစည်းခွင့်ရတာနဲ့ဝမ်းတာပြီးတော့ဒီကားလေးကိုကျွန်တော်ကလက်ခံရခုဖြစ်တာပါဒီကားလည်းကျွန်တော်ဘရော့ဘဲလို့ပြင်လာပြီးတော့မလုပ်ဘူးလို့ပြောတာဟုတ်တယ်ဒါပေမဲ့ကျွန်တော်မှအခက်အခဲတစ်ခုရှိတာပါလေတော့ ျွန်တော်လည်းမီဒီယာနဲ့อ่ะဒီတက်30လုံးပေါ့เนาะခုနပြောဆိုတော့ဒီဝတ္ထုကြီးကျွန်တော်လိုချင်တယ်ကျွန်တော်ဝယ်လို့မရအောင်ခက်ခဲဖြစ်ရဆရာဝန်ကြီးရဆရာကြီးကျွန်တော်လိုချင်တယ်ဆိုဆရာကလေသူတတ်မှတ်ရင်မကောင်းတဲ့ဈာတဲ့อ่ะဆရာကိုယ်တိုင်သွားပြီးဆရာမယူခင်တောင်းอ่ะอืมကျွန်တော်ပုံမှာမီဒီယာလေးအဲ့လိုကောင်းအဲ့လိုကောင်းတော့ကျွန်တော်ဟိုမီဒီယာလေးကိုတမိုးမထားလို့ကျွန်တော်ဆက်သွယ်ဖြစ်နေမိတာမို့ကျွန်တော် live တိုင်ရပါတော့ငါအသက်60လောက်ကြာရင်တော့ဟောဘွားကိုဘူးမသိအောင်လို့ profile လေးနဲ့ ရားရားလေးနဲ့ညီတော့မယ်လို့ဆုံးဖြတ်သွားတယ်။အဲ့တော့ကျွန်တော်အလုပ်ပြလောက်ကလည်းမလုပ်ဘဲနဲ့မနေနိုင်ဘူး။ပထလုပ်ပြီဆိုလို့ရှိရင်ကျတော့မီဒီယာကိုလည်းကျွန်တော်အပြောပြလို့မကောင်းဘူး။ဒါပြောပြရင်လည်းအရန်အရင်လိုပဲဖြစ်လာမှာရှိတယ်။ဟုတ်။အဲ့မို့လို့မလုပ်ဘူးလို့ဒီကောင်ကဟောလို့ကတော့ပဲလေဟိုဘယ်သူမှမသိအောင်ခိုးပြီးတော့မယ်လို့ဒီမှာဒီကိုလာ။အားရကိုလို့မယ်လို့ဟိုအင်တာဗျူးလမ်းဖြေဘူးလို့အဲ ျွန်တော်ဆုံးဖြတ်တာဒါပေမဲ့ကျွန်တော်ခုနပြောလို့မီဒီယာနဲ့ကျွန်တော်နဲ့ရဲ့တချို့သောမီဒီယာနဲ့ကျွန်တော်နဲ့ကြတော့သွေးသားလို့ဖြစ်တယ်အဲ့အချိန်မှာကျွန်တော်ဖုန်းတစ်ခုဝဲလာတော့ငွေနဲ့300ရတာအင်းအဲ့ဒါတော့ငလက်ခင်ကကုတ္တမဆီပါ MG ပေါ့နော်ကုတ္တမဆီကကိုနော်ရဲ့တဲ့ Facebook မှာတွေ့လိုက်တယ်တဲ့ဒီကားလေးရိုက်မယ်ဆိုတာတဲ့ကိုနော်အတိပေးတယ်မှာတော့စိတ်ငေါ့ပြတော့ဟောငါ့ကိုချစ်တယ်ဒီမီဒီယာမှာအများကြီးရှိသေးတယ်လေရှိသေးတယ်ဆိုတော့ ်ပြန်ထားလဲသူပါဘူးကွာမင်းတို့ကခေါ်လို့မရခေါ်လို့ရဆိုရင်လည်းဒီကောင်ကင်မရာမောင်းမောင်းလာကြရောက်လာပါလေ။ဟောဒါပြည့်တဲ့ကျွန်တော်နားလိုက်ပြီပါ။ကျွန်တော်တိတ်ဆစ်စွာနေတယ်ဆိုတာတိတ်ရဲ့အကြောင်းပါ။တိတ်ရဲ့အကြောင်းကျွန်တော်တိတ်ဆစ်စွာနေဒီကျမ်းစာနားလိုက်ပါလေ။ဒါပေမဲ့အမှုညာဖန်ပြီးတဲ့ချိန်ကျတော့လည်းပြည့်တဲ့နေမှုညာပေါင်းမှုတရာမီဒီယာဖြစ်နေတယ်နော်။အဲတော့မီဒီယာရှေ့ကျွန်တော်ပြန်ထွက်လာတာပါ။အဲတော့ကျွန်တော်ဒီကိအနာပြူသွားတဲ့ဒိုင်တာထဲမှာ ပြောတာဆိုတာလေးအမှားရှိလို့ရှင်လည်းနားလည်းပေးပါဟုတ်ကဲ့ဆံစင်းနဲ့မတွေ့တာရမ်းကြာလေးပြီအဲဒါကြောင့်ပါအခုတို့ဒါဆုံဆုံးညီနဲ့လာပြီးရဲ့ကျောင်းညီကုံမောင်မကြီးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အမြဲတမ်းပေါ့နော်ဒီနှစ်30လုံးဆင်းဆက်မပြတ်ကိုကျွန်တော်လာမှာရှိနေတယ်မြေထွေးတာနေပြီးမီဒီယာတီးတီးရမိတ်ဆွေပေါင်းတဲ့ဆံမိုင်းအားလုံးလည်းကျေးဇူးတင်ပါတယ်ဒီစကားလေးကိုလည်းကျွန်တော်ပထမဆုံးဇလန်တွေဖြစ်တဲ့အတွက်ဆောင်းကိုကျူးစွာပါမယ် ကျွန်တော်ကားတွေကိုစဉ်းစားပြီးချိရှိလာတယ်ကျွန်တော်ရဲ့ပြည်သက်တွေအားလုံးလည်းအရင်တော့ဝင်ထွန်းလို့လူပြပြချက်လို့ပဲယူရအောင်ပြပါမယ်ဒါလေးရယ်ဒါတော့ပဲစကားလေးပါပဲပါတယ်ခံစားအောင်ကြိုးစားနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ